မင်္ဂလာပါကျွန်တော်မျိုးတွေအားလုံးပဲဒီနေ့စီရင်မှာအဝမ်းသာစရာသတင်းလေးနဲ့အရင်စမယ်ပေါ့ဗျာနော်ပြတ်သားမယ်အဲစီရင်သတင်းအဖြစ်အဲလက်ဦးမှုရမယ်ဟဲ့ဆိုရှင်စစ်တပ်ကလည်းအများကြီးအများကြီးဆောင်ရွက်နိုင်ပါတယ်အဲဒီနေရာမှာစည်ရေးသတင်းပေါ့နော်ဟိုစည်ရေးသတင်းလေးနေပတ်သက်လာလို့ရှင်ဆောင်ရွက်နေတော့ဒီစရဖတွေအလုံးလုံးဖို့လိုတယ်ပေါ့နော်အဲ့တော့အမှန်ပဲအဲ့တော့ ဆရာဖကအလုတ်လုတ်ပုံရပါတယ်အဲကျွန်တော်တို့ကြားသိရတဲ့နေပေါ့နော်ကျွန်တော်ကြားသိရတဲ့နေလေးတွေအတွေ့ရှယ်ယာနေခြင်းပါဆရာဖကလည်းအလုတ်လုတ်ပုံရပါတယ်အဲသတင်းလက်ဥမှုလည်းသူတို့ရလိုက်ပုံရတယ်တိလားအဲတတော်ကောင်းတဲ့သတင်းတစ်ခုကိုရရှိခဲ့တယ်အဲ့တော့ဆရာဖကညီကိုတွေလည်းပြောခြင်းတယ်မိမိကမြို့မှာနေတယ်ဟလာမိမိကပြည်သူကြားမှာနေနေရတယ်ဆိုပြီးတော့မိမိအလုတ်လုတ်လို့ရှိရင်ရှေ့တန်းမှာပေါ့နော်တကယ်တမ်း ရင်ဆိုင်နေရသောတပ်စခန်းလေးတွေအများကြီးအများကြီးအသက်ရှူချောင်သွားတယ်အဲ့တော့စာရဖညီကုံမောင်နှမများခမားတို့ကအလုံးမလုံးဘူးဆိုလို့ရှိရင်ခမားတို့ရဲ့နောင်တော်ညီတော်တွေပေါ့နော်ရှေ့တန်းမှာတော်တော်လေးကိုခက်ခဲကြက်တဲစီပါတယ်အသက်နဲ့ဘဝနဲ့ရင်းနေရတာဖြစ်တယ်နော်အဲ့တော့ခမားတို့စိတ်တက်ကြဘာကြောင့်မစိတ်တက်ကြကြပါဗျာနော်စိတ်တက်ကြမယ်ကြံလိုက်တိုင်းမှာမိမိထက်ဟိုပင်ပင်ပန်းပန်းနဲ့ရှေ့တန်းမှာဆောင်ရွက်နေရတဲ့ညီကိုတွေနော်စစ်တီညီကိုတွေကို ညတာထောက်ထားစေချင်ပါလေစိတ်တကြမဲ့စိတ်တက်တွေကိုပြင်လိုက်ပါခင်ဗျာเนาะအဲ့တော့အခုပြောမဲ့သတင်းကအဲကျွန်တော်တို့ဟိုရရှိတဲ့သတင်းတွေရဆိုလို့ရှိရင်ပေါ့เนาะအဲလက်ဦးမှုရလိုက်တဲ့နေရာဘယ်နေရာလဲဆိုလို့ရှိရင်အာတောင်ငူပေါ့ဗျာเนาะတောင်ငူ၄မိုင်မှာခလာရ39ခလာရ39ကပြောမှဆိုရှင်အင်အားအားဖြစ်ဆိုရှင်သူကအမျှထားတဲ့အတိုင်းဓာတ်ရှိတယ်။ဘာကြောင့်လဲဆိုတော့ ရှည်တန်းစစ်မြေပြင်ကိုခလာရ39ကထွက်နေအဲ့တော့ရန်သူကလည်းနော်ဒီစစ်သေးကြတပုံ KNU ကလည်းကောင်းကောင်းသိတယ်ကောင်းကောင်းသိတဲ့အခါကျတော့အဲ့ဒီစခန်းကိုဝင်တိုက်ဖို့ဆိုပြီးအင်အား300လောက်နဲ့အဲစိတ်ဖူးတောင်ရွာလို့ပြောပါချမ်းမာနော်စိတ်ဖူးတောင်ရွာကရင်နီကုန်းရွာဘက်မှာသူတို့သွားစုနေတာဗျအဲစုတဲ့ဟာကိုအဲသတင်းချက်လက်အတိအကျရသွားပုံရပါတယ်တက်ကလက်ဦးမှုယူပြီးတော့ အနှိမ်နှင်းလိုက်ပါတယ်လူတော်မလူတော်မဒီဘယ်လိုခေါ်မလဲဆိုတော့ဟိုမြန်မြန်ရှင်းလင်းဖို့တော့ပဲပါသွားတယ်အမှန်တကယ်သွားရှင်းတာက UAV ရဲ့နော် UAV ရဲ့ကျွန်တော်တို့ဒီအမ MI 32ပေါ့နော်30နှစ်ပေါ့နော်အဲဒီအိုက်နှစ်စီးရဲ့သွားပြီးတော့ရှင်းလိုက်တဲ့အခါမှာတော့ဖွဲ့စည်းပုံပြက်ကစင်ကလျာကစင်ကလျာနဲ့ကိုပဲဒီစစ်သေးကြ KNU PDF တွေအားလုံးဟာဖြတ်ပြေးသွားရတယ်ပေါ့နော်အဲ့တော့စီရေးချင်တွေအားလုံးသိတယ်အခု အာကျွန်တော်တို့ AR AR မှာလဲစီရေးကကောင်းကောင်းနှိပ်ကွက်ထားလိုက်တဲ့အတွက်ကြောင့်မို့ AR မှာလဲလှုပ်လို့မရတော့ကျွန်တော်စိတ်ချသွားပြီလို့ပြောလို့အဲစိတ်စိတ်ချလဲစိတ်ချလို့မရသေးဘူးဒါပေမဲ့ငြိမ်သွားပြီလို့ပြောလို့ရတယ်ဘကိုးဘကိုးမှာလဲငြိမ်သွားပြီလို့ပြောလို့ရတယ်အဲ့တော့သူတို့စီရေးက coordinate attack လေကျွန်တော်အများအားပြောနေသလိုစူးစီးနေစူးစူးစီးစီးညင်ညင်ညာညာနဲ့ဟိုဒီနဲ့အားလုံးချိတ်ဆက်ပြီးတော့တိုက်ပွဲပေါ်ဆောင်တဲ့အတွက်ကြောင့်မို့လို့အခုကျွန်တော်တို့ကတိုက်ပွဲကအခုဒီကရင်ပြည်နယ်ပေါ့ အဲကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့ကျွန်တော်တို့ဒီပဲခူးတိုင်းအဆက်တွေဖြစ်တဲ့ဒီတောင်ပူတို့เนาะညောင်လေးပင်တို့မှာအခုတိုက်ပွဲကအဲ့မှာအလီလီကျန်းနေပြီအဲ့တော့တို့ရဲ့ရီမန်းချက်ကတော့ဗျာအဲပဲခူးတိုင်းရှေ့ကျန်းတဲ့နောက်ချမ်းကမှာရှိနေတဲ့ဒီစေတူရသဘုံနဲ့ AA AA PDF အုပ်စုရဲ့เนาะ KNU PDF အုပ်စုရဲ့ဝင်ပြီးတော့ချိတ်ပြီးတော့အ мян လန်းကိုဖြတ်ဖို့အ мян လန်းကိုဖြတ်ပြီးသွားလို့ရှိရင်เนาะတို့အပေါ်ကိုစံတက်မလားအောက်ကိုစုံစင်းမလားဆိုတော့ကျွန်တော်စိတ်ဝင်စားတယ် အဲကျွန်တော်သုံးသက်ကျွန်တော်ရဲ့သုံးသက်ချက်ရဆိုလို့ရှိရင်တော့အဲဘကိုးတိုင်းရဲ့ရှေ့နဲ့အနောက်နဲ့တို့ဒီသဘုံလေးပေါ့နော်ဟိုတက်စကန်တွေအောင်မြင်ပြီးချိတ်ဆက်ပြီးဟေ့ဆိုရင်တို့အောက်ကိုဆင်းပါဘာကြောင့်အောက်ကိုဆင်းပါလို့ပြောလို့ရဆိုတော့ဘကိုးကလည်းအောက်ကိုဆင်းရင်ကျွန်တော်ရန်ကုန်ပဲရှိတော့ပါဘောနော်ရန်ကုန်ရဲ့အဆက်တင်ပါလေအခုကတို့ရဲ့ဒီအဲစေတူရသဘုံနေ PDF တွေကအများကြီးရှိတဲ့အတိုင်းဓာတ်တွေရှိတယ်အဲ့တော့အဲတို့ချိတ်ဆက်ပြီးတော့ဒီလမ်းကျောကိုဖျက်ဆီးပြီးရန်ကုန်ကိုလုံးဝအထီးကျန်ထားမယ်နော်ကျွန်တော်တို့အထက်ကိုဆန်တက်မယ်ဟေ့ဆိုလို့ရှိရင်တို့တော်တော်ထိနာမယ် တော့ဒါတို့ရဲ့တို့ရဲ့ဒီစီရေးအကြံစီဖြစ်တယ်ပေါ့နော်အဲ့တော့အခုတို့ရဲ့အကြံစီတွေအောင်မြင်မယ်မအောင်မြင်မယ်ဆိုတာကတော့ကာကွယ်ဦးစီးချုပ်ကြီးဦးမင်းအောင်နိုင်ရဲ့အရေးအချင်းကိုစမ်းတက်ရမယ်ပွဲဖြစ်တယ်ပေါ့နော်အဲအခုလောလောဆယ်ကတော့တက်ကပြပြတတ်တာနဲ့ဆောင်ရွက်နိုင်ခဲ့အတွက်ကြောင့်မို့လို့သတင်းကောင်းလေးအနေနဲ့ကတော့တို့ရဲ့အင်အား300လောက်ကကစင့်ကလေးရားနဲ့ထွက်ပြေးသွားရတယ်တို့ကိုနှိမ်နှိုင်းလိုက်တဲ့နေရာဆိုလို့ရှိရင်ကျွန်တော်မြေပြင်သတင်းတွေ เนาะဒီရွာကန်သတင်းတွေပေါ့ကျွန်တော်အကုန်လုံးကိုလိုက်ပြီးတော့အမေးမြန်းကြည့်တဲ့အခါမှာတော့ကရင်နီကုန်းရွာနဲ့စိတ်ဖူးတောင်ရွာချားမှာတဲ့เนาะကစင်ကလေးဖြစ်ပြီးတော့ပျက်စီးသွားရတဲ့အခြေအနေမျိုးဖြစ်တယ်အဲ့တော့အဲဒီအောင်မြင်မှုကိုကြည့်လိုက်မယ်ဟဲ့ဆိုလို့ရှိရင်အဲဒီပေါ့เนาะကျွန်တော်တို့အစာရဖားတွေเนาะပြီးလို့ရှိရင် ပြည်သူပူပေါင်းပါဝင်မှုတွေအဲပြီးသွားလို့ရှိရင်တော့တက်ရက်ဒီပေါ့เนาะဟိုသတိကြီးမှုတွေကြောင့်ဒါအောင်မြင်ခဲ့တယ်လို့ပြောလို့ရတာပေါ့ဗျာเนาะ ဲ့တော့ဒီတောင်ငူတကြောမှာတော့တောင်ငူတို့ဒီညောင်လေးပင်တို့ဒီတကြောမှာတော့တိုက်ပွဲကကြီးကြီးမားမားကြီးတွေဖြစ်နေပြီเนาะကြောက်တကားတို့ဒီနတ်တန်ကွင်းတို့အဲ့ဒီဘက်ချမ်းဆိုလို့ရှိရင်တိုက်ပွဲကတော်တော်ကြီးကြီးမားဖြစ်နေတယ်အဲ့ဒီတကြောမို့လို့အခုအဲဒီခါပဲသတင်းဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်သူတို့ရဲ့စီရေးရင်မှန်းချက်ကဒီတောင်ငူပေါ့နော်တောင်ငူဒီနေရာကိုတိုက်ပြီးသွားလို့ရှိရင်တော့စစ်တောင်းတရားကိုသူတို့ကတိုက်မယ်အဲစစ်တောင်းတရားတိုက်ပြီးသွားလို့ရှိရင်သူတို့ချိန်မှာကပါလဲဆိုတော့ တန်တောင်ကြီးဘက်နဲ့ချိန်မှာအခုတန်တောင်ကြီးကိုတစ်ချိန်တည်းမှာပဲကျွန်တော်တို့ဒီသူတို့ခလာရ30ကိုတောင်ငူ၄မိုင်ကိုတိုက်မဲ့အချိန်မှာပဲတန်တောင်ကြီးမှာလည်းဓာတ်ရိုက်တိုက်ပွဲဖြစ်နေတယ်အဲ့တော့အာကျွန်တော်ကြားသိရတဲ့သတင်းကိုကျွန်တော်ကဒီတိုင်းမနေသေးဘူးကျွန်တော်နောက်တဲ့အမြေပြင်ကိုဆက်လက်စုံစမ်းပါတယ်နော်ဟောရွာရွာကန်နေနော်မြို့ကန်နေဆက်လက်စုံစမ်းတဲ့ခါမှာဟာဟုတ်တယ်ကိုယ်တန်တောင်ကြီးမှာတိုက်ပွဲတွေပြင်းထန်နေတယ်တဲ့အေအေနဲ့အာဘယ်ကောင် KNU နဲ့ပေါင်းပြီးတော့တန်တောင်ကြီးမှာတိုက်ပွဲတွေဖော်ဆောင်နေတာတဲ့အဲ့တော့ ရလက်အဖြစ်ဆိုလို့ရှိရင်သူတို့တက်ဖက်ကတော့မှအခုဆိုလို့ရှိရင်အနှိမ်ဖက်ကရှိနေတဲ့ပုံစံမျိုးတွေဖြစ်တယ်တိုက်ပွဲကတအားကိုကြမ်းနေတယ်အဲ့တော့အဲဒီ KNU AAD ရဲ့ရည်မှန်းချက်ကတော့သူကရန်ကုန်ထိလာမှာအဲ့တော့ကျွန်တော်ကခံမှန်းချက်ပေါ့နော်ကျွန်တော်ခံမှန်းချက်နဲ့နေမြေသတင်းနဲ့သွားကြိုက်နေတယ်ကျွန်တော်ကဒါသုံးသက်တာပါအဲ့တော့သူတို့တွေဒီလမ်းကျော်ပြီးတော့ရှိနေရန်ကုန်ကိုသူတို့စုံစင်းလာနိုင်တယ်လို့ပြောလို့ရတယ်အဲ့တော့တန်တော်ကြီးကလည်းအထက်ကိုတက်မဟေ့ဆိုရှင်တော့မိုးပြဲလို့နော် အဲ့ဘက်ခြမ်းနေရှာကရားပြင်းနေဘက်ချိရှိမှာပါဗျာနော်အဲ့တော့မိုးပြဲမှာကလည်းအဲသူတို့မိုးပြဲကကရားပြင်းနေတဲ့ရှမ်းတောင်ဘက်မှာရှိတာ哦မိုးပြဲမှာလည်းကျွန်တော်ပြောခဲ့ပါတယ်နော်အဲမိုးပြဲစစ်ရေးကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာမိုးပြဲကတပုံနေဘလောက်ထိတောင့်ခံနိုင်မလဲဆိုတာကိုစမ်းသပ်မဲ့ပွဲပဲစစ်တပ်ရှုံးသလားနိုင်သလားလို့မေးရမဲ့ပွဲမဟုတ်ပါဘူးအဲအဲ့ဒီအတိုင်းပဲအခုရလက်အာဖြစ်ကတော့မိုးပြဲကတော့မိုးပြဲကတော့မိုးပြဲဖြစ်နေပြီ เนาะตลอดเลยเปี้ยနေပြီလို့ပြောလို့ရတယ်အဲတက်ကအตาစည်းရယူထားတာရှိတယ်အဲထိမ့်သိမ့်နိုင်ထားတာရှိတယ်ထိမ့်ချုပ်နိုင်ထားတာရှိတယ်သူတို့ဘလောက်ဒီခံနိုင်လဲဆိုတော့မေးရမှာဘာကြောင့်လဲဆိုတော့တက်ကအကုန်လုံးထုတ်သုံးပါတယ်ဆိုလိုချင်တာကလေရင်ပြီးတော့လို့ရှိရင်အဲသူတို့ရဲ့ဒီဘလိုခေါ်မလဲမြေပြင်တက်တယ်ပြီးလို့ရှိရင်ပူပေါင်းဆောင်ရွက်မှုတွေအလုံးနဲ့မိုးပြဲကိုစော်နေရတဲ့ကြောင့်မလို့အခုဒီနေ့ကျွန်တော်ပြောမဲ့သတင်းမှာကအဲဝမ်တာစရာစီရေးသတင်းเนาะပြီးတော့လို့ရှိရင်တော့ စော်နေတော့ပေါ့နော်စော်နေကျန်းနေတော့စီရေးသတင်းဆိုလို့ရှိရင်မိုးပြဲကိုပြရမှာပါမိုးပြဲမှာတော့လုံးဝတက်ကအင်းနဲ့အားနဲ့စော်နေပါတယ်နော်အဲနောက်ထပ်ကျွန်တော်တို့အင်းနဲ့အားနဲ့စော်နေတဲ့နေရာကိုထပ်ပြောမယ်ဆိုလို့ရှိရင်ထားပါခရီးပြည်နယ်ကျွန်တော်တို့ထပ်ကိုဆက်တက်သွားအောင်များကချင်းပြည်နယ်ပေါ့နော်ကချင်းပြည်နယ်မှာဆိုလို့ရှိရင်လေဖားကန့်မှာဘျူဟာနယ်ကိုစစ်ကြောင်းထိုးနေပါတယ်ဖားကန့်ကာမိုင်းအဲ့ဘက်ချမ်းမှာအဲရောက်ရှိသွားတော့ကျွန်တော်တို့ ခီးသွားတွေကိုမေးကြည့်ခြင်းပေါ့နော်စာသဖြင့်နေမီကန်တင်းတွေမေးကြည့်တာတော့တိုက်ပွဲကတော်တော်ကြမ်းနေပါပြီဖာကန်ကာမိုင်းဘက်မှာနော်အဲ့တော့တိုက်ပွဲကြမ်းနေတဲ့တက်ကအင်းအားသုံးပြီးတိုက်တယ်ပေါ့ပုံမှန်အပြစ်တက်ကခံစစ်မသိမှလာမချမယ်လာမချမယ်ဆိုတော့တိုက်တာတွေရှိပေမဲ့အဲ့တက်ကအင်းအားသုံးပြီးချတာဆိုရှင်မိုးပြဲရယ်နော်အခုကျွန်တော်တို့အဲကချင်ပြည်နယ်ဖာကန်ရယ်နောက်ထပ်ကချင်ပြည်နယ်နောက်ထပ်ကျွန်တော်တို့မြစ်စုံဘက်ချမ်းမှာတော့တက်က ဲတက်ကြီးမပေါ့နော်ဟိုအင်အားသုံးပြီးတော့တိုက်ပွဲဖော်ဆောင်တယ်ပေါ့တိုက်ပွဲပေါ့ပြန်ချနေတယ်ပေါ့ဆိုလိုချင်တာအဲ့တော့အဲ့လိုမျိုးတွေကျွန်တော်တို့တွေ့ရတယ်ဟောအဲ့တော့ကျွန်တော်တို့အခုချိန်မှာဒါကြမ်းနေသောနေရာများပေါ့ဗျာနော်ငြိမ်သွားတဲ့နေရာတွေကတော့ဘကိုးငြိမ်နေတယ်ဟလာဘကိုးဆိုတာဘကိုးတိုင်းအနောက်ချမ်းပေါ့နော်ဘကိုးတိုင်းအနောက်ချမ်းညင်နေတယ်အဲကျွန်တော်တို့ဒီအေရဝေညင်နေတယ်ပေါ့ဗျာနော်အဲတောင်ပိုင်းသွားမယ်ဟေ့ဆိုလို့ရှိရင်တော့ဒဝေအဲဒဝေနဲ့ပတ်သက်လာလို့ရှိရင် ကျွန်တော်မျက်နှာပြောနေရနော်ခင်ဗျားတို့ဒဝေမှာကအရှင်မျိုး ပေါက်ဖို့ဆက်ဆံရေးတွေတပုံနဲ့ဒီတက်ချားမှာရှိနေတယ်အဲ့တော့မယိုးသားဘူးမယိုးသားဘူးမယိုးသားဘူးဆိုတာမျက်နှာပြောနေတယ်အဲ့တော့ဒဝေမှာစစ်တပ်ဘက်ကိုယုံကြည်ရမလို့လို့ PDF ဘက်ကိုယုံကြည်ရမလို့လို့ဖြစ်နေတဲ့အခြေအနေမျိုးတွေရှိတယ်အခုတော့ PDF နဲ့ဒီဒေတာခံတောင်းကျမ်းသူတွေအားလုံးကတော့ပြတ်သားတယ်အဲ့သူတို့တွေအစုအဖွဲ့နဲ့ coordinated attack လုပ်မယ်ဆိုတော့သူတို့ သဘောတူညီချက်ရသွားပြီအဖွဲ့ခုနှစ်ဖွဲ့ရှစ်ဖွဲ့လောက်ရှိပါတယ်သူတို့တွေပေါင်းပြီးတော့တဝဲမှာတိုက်ပွဲပေါ်ဆောင်တော့မယ်သူတို့တွေအရင်တော့မဟုတ်စုချင်းတွေလုံမှာမဟုတ်တော့ဘူးအားလုံးစုစုညီညီနဲ့ဘယ်နေရာကိုဘယ်သူကတိုက်ဘယ်နေရာကိုဘယ်သူကတိုက်ဆိုပြီးတော့တည်တည်ချာချာစီမံကုတ်ကွဲတာတွေရှိလာပြီအဲ့တော့ပါတော့လည်းပဲတက်ကတော့အတက်ဖက်ကိုယုံကြည်ရဖို့ဆိုတာကကျွန်တော်ဒေသခံပြည်သူတွေဝေးကြည့်တာပေါ့နော်ခင်ဗျားတို့အာကျုပ်တို့ကလည်းတက်ဆိုရင်ခု G1 ဆင်းနေကျွန်တော်မယုံဘူးဗျာ ဒါပြည်သူရဲ့ခံစားချက်နော်ပြည်သူရဲ့ခံစားချက် G1 အဆင့် G2 အဆင့်လောက်ကိုကျွန်တော်ကမယုံကြည်တာအမယုံကြည်တာဘာကြောင့်လဲဆိုလို့ရှိရင်ဟာဖျက်သီးတွေများနေတာလေဟုတ်မဟုတ်ဆိုတော့ဒါပြည်သူတွေရဲ့ခံစားချက်မှာဒီလိုရှိတယ်ဟုတ်မဟုတ်ဆိုတော့အစုံစမ်းမင်းမြန်စစ်စစ်တင်တယ်လို့ကျွန်တော်ထင်တယ်ဗောဗျာနော်အဲ့တော့ပြောတိုင်းလဲကျွန်တော်ယုံလို့မရပါဘူး ဒါပေမဲ့နေမြေပြင်အခြေအနေမှာဘာတွေဖြစ်နေလဲဆိုတာဆက်လက်စုံစမ်းမယ်နော်စုံစမ်းကြည့်တဲ့အခါမှာဒဝဲနီးပညာတက်တက်ကတူပေါ့ဗျာနော် GDC အဲ့ဒီနဲ့တိတ်ပလန်မကန်မှာဟာလီခွေဆိုတာရှိတယ်အဲ့ဒီဟာလီခွေကာကင်းစကန်းပေါ့နော်ကာကင်းစကန်းကိုတိုက်သွားတဲ့ပုံစံဟာဆိုလို့ရှိရင်တော့ဒီထက်ဖျဲသီးအောင်မလားဗျာဒီထက်များပိနေသီးအောင်မလားလို့ကျွန်တော်မေးရမှာပေါ့ဗျာနော်အဲ့တော့ဒီစကမ်းမှာတိုက်နေတဲ့စစ်တီတွေအလုံးကြီးစံကုံထက်ထိခုခံတိုက်ပွဲဝင်သွားတယ် နောက်ဆုံးပိတ်ပေါ့အဲ့ဒီထဲမှာရှိနေအရာရှိဆိုလို့ရှိရင်မင်းတို့လက်ထဲတော့ငါအဖမ်းမခံဘူးဆိုပြီးတော့မိမိကိုကိုမိမိဆုံးစီရင်သွားတယ်အဲ့တော့ကျွန်တော်တို့ဆုံးရှုံးနှမျောမိတာပါလို့အဲ့ဒီတတိကိုကျွန်တော်နှမျောမိတယ်အဲ့ဒီစစ်တီရဲ့ဟိုဘလောစစ်သားစိတ်တက်ကိုကျွန်တော်နှမျောမိတယ်အဲ့တော့ဒီစခန်းကနောက်ဆုံးပိတ်တော့တမနှလုံးခုခံထားတယ်စစ်ကူတွေတောင်းနေကျွန်တော်မနေ့ဆုံးစဖြစ်ကလေးကကျွန်တော်အဲကြားသိပါတယ်เนาะကျွန်တော်ကြားသိနေပါတယ် ကြာတိနေတော့ညာလဲပဲအော်သူတို့အလုတ်လုတ်มาပဲလीဆိုပြီးကျွန်တော်လည်းပေါ့တော့ဗောနကျွန်တော်လည်းပေါ့တယ်ကျွန်တော်လည်းတိနေတာပဲအဲ့တော့အတိနေမှာပဲဆိုတော့နေ့ကင်းလောက်ထိကြတော့အချိန်ကြီးတမျိုးပြောင်းလာညနေလောက်လဲကြာကြာစကန်းကကြာသွားတယ်စကန်းလုံးဝကြာသွားတယ်ဗောနကြာသွားတော့အော်အော်ဘလုံးများဖြစ်ကြတယ်လဲဗောလာလေလေချောင်းပစ်ကူလာသလားဆိုတော့လေချောင်းပစ်ကူလာတယ်ဘယ်နေရာမှာသွားကျဲလဲဆိုလို့ရှိရင်ဒါလဲဇာဟာရွာလာအဲ့ရွာထားမှာသူ့ကိုကျဲနေတာကျဲပြီးသူတို့ပြန်သွားတယ်နော် ဲ့တော့စစ်ကူလာမလားဆိုတော့စစ်ကူပေးနိုင်တဲ့အခြေအနေကနီးနီးနားနားလေးတွေပါစစ်ကူလည်းမပေးဘူးအဲ့တော့အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဒေသခံတွေနဲ့ကျွန်တော်ပြီးခဲ့တဲ့ခါကကျွန်တော်ဆွေးနွေးတာရှိတယ်နော်ဆွေးနွေးတဲ့ခါမှာစစ်တပ်အတိုင်းဝိုင်းတွေကအစဒီသတင်းကမရှိဘူးဒီဖြစ်စဉ်ကမရှိဘူးအဲ့ဒီဟာလီဝေးကစကမ်းဆိုလို့ရှိရင်အနောက်ကိုပြန်ဆုတ်ထားပါပြီဆိုပြီးတော့ဘူးခံဘူးခံညင်းတယ်တစ်ဖက်တစ်ပုံ ပဲမီဒီယာတွေပေါ့စစ်သေးကြအားပေးထောက်ခံနေတဲ့မီဒီယာတွေစစ်သေးကြအားပေးထောက်ခံနေတဲ့ဒီဆယ်လီတွေကသူတို့တပ်ပုံနေပေါ့နော်မတင်မတက်မလာမချင်းကိုဘူးခံနေတာအဲ့ဒီမတိုင်ခင်တည်းကကျွန်တော်ကမေးကြည့်ဟုတ်လားဆိုတော့အာမရှိဘူးမရှိဘူးမရှိဘူးဆိုပြီးတော့ဘူးခံနေနေတာအန်အောဖို့တောင်ကောင်းတယ်အဲ့တော့အာကျွန်တော်ကလည်းသိနေပြီလေသိနေခါကျကျွန်တော်ပြောလင်းပင်ဖန်းညင်ပြီးမေးတဲ့ပုံစံမျိုးကိုမေးရတာဟဲ့ကောင်မင်းပြောဆိုတော့ပေါ့ဟုတ်တယ်ကိုဒီလိုဒီလိုရှိတယ်ဆိုတော့ဖြစ်လာเนาะအဲ့တော့ဘာလဲ ဖျဲသီးလားပိနေသီးလားသတင်းဖုံးနေတာလားခင်ဗျားသတင်းဖုံးနေရခင်မဟုတ်တော့ဘူးလက်ရှိကျွန်တော်တို့အခုလက်ရှိအခြေအနေဟာဘလို့မှသတင်းဖုံးလို့မရတဲ့အခြေအနေများဒီပေါ့ new reality လို့ခေါ်တဲ့သတင်းတွေပွင့်တော်ညာလဲပဲအဲ့ဒီတိုင်းမှာကိုကဘလို့အကျိုးမြတ်ရအောင်နော်ဒီသတင်းတွေပြန့်နေတယ်ပေါက်နေတယ်အဲ့ဒီပုံမှာကိုကဘလို့စီမံကုတ်ကဲမလဲဆိုတော့ adapt adaptation ပေါ့နော်နော် adapt လုပ်နိုင်မှု ပြည်လဲအောင်ပေါ့ဆိုလိုချင်တာကအကျွမ်းဝင်အောင်အဆင်ပြေအောင်ဆောင်ရွက်နိုင်မှုဟာအရန်ကိုအရေးကြီးတယ်အဲ့ဒါမှမဟုတ်ပဲတင်းလိုက်ဖုံးမယ်ဆိုလို့ရှိရင်တော့လုံးဝတောက်ရက်ကွဲမှာပဲအေးအေးလိုမျိုးပေါ့ဗျာနော်အေးအေးလိုမျိုးဒီလောက်ထိဒီမရင်းမှုလူတမ်းမှုအဲ့လိုမျိုးတွေနဲ့ရှုပ်နေတဲ့ဒီလိုမျိုးအဖွဲ့အစည်းတော်မှပဲသူတို့ဘယ်တော့မှဘာကြောင့်မလို့အမြဲတမ်းခိုင်တုခိုက်ကြီးကအမြဲတမ်းထွက်ထွက်ပြီးဝင်ခံရလဲဝင်ခံမှာပေါ့ဖုံးလို့မရဖိလို့မရဖုံးလို့ဖိလို့ရတဲ့အချိန်ခင့်မဟုတ်တော့ဘူး ီပုံမှာအခြေခံပြီးတော့ငါတို့ဘလိုမျိုးဟိုစီမံကုတ်ကဲရမှာဆိုတော့စဉ်းစားမယ်အချိန်ဖြစ်သွားပြီအခုတော့တဝယ်နီးပြန်တပ်တုံနာကဟာလီခွေကကိုတက်ကလေခုချိန်ထိဟိုတက်အဲတက်မလို့ဘက်ကပေါ့နော်ဟိုစီမံဆောင်ရွက်နိုင်တဲ့အခြေချင်းကိုမတွေ့ရသေးဘူးအဲ့တော့စခန်းကျသွားတယ်16ရောက်လောက်ပါသွားတယ်တယောက်ကကိုကိုကိုလှုပ်ချန်သွားတယ်ပြေးတဲ့သူကပြေးတယ် နော်စစ်ကူလာမလားဆိုတဲ့ခါကျစစ်ကူလည်းလုံးဝမလာဘူးရှိလားအဲ့တဲ့င်းကိုပြောတာတော့မှပဲဒါမျိုးဖြစ်စင်မရှိဘူးဆိုပြီးမကြခင်အချိန်အထိဟာဘယ်လိုခေါ်မလဲစစ်ကူလည်းတောင်းတယ်ပြောတဲ့သူကလည်းပြောတယ်အာမရှိဘူးမရှိဘူးဆိုတဲ့ပိတ်သားတဲ့ခါကျတော့ဒီထက်ဖျဲသီးတာတော့မှပဲဖျဲမသီးတော့ဘူးလို့ကျွန်တော်တို့ကပြောရအောင်ပါဗျာနော်အဲ့တော့အဲ့ဒီစခန်းကျသွားတာတော့အကြောင်းမဟုတ်ဘူးဗျာနော်အကြောင်းမဟုတ်ဘူးလို့ပြောလို့မရဘူးတော်တော်လေးအရေးကြီးတယ်ပေါ့ဗျာနော်အဲ့တော့ဘယ်နေရာမှာထပ်ပြီးဖြစ်မယ်ဆိုတဲ့ခါကျတော့အခုဒဝေတက္ကသိုလ်ဒဝေတက္ကသိုလ်က ဒီလုံကြုံရေးတွေကဟာသူတို့အကာအကွယ်မဲ့သွားပြီလေဟုတ်တယ်မလားအကာအကွယ်မဲ့သွားပြီဆိုတော့သူတို့စိုးရင်ပြီဟာနောက်တစ်ဆင့်ကသူတို့စီပဲလာတော့မှာပဲဆိုတော့သူတို့သိလာပြီအဲ့ဒီမနှက်ပိုင်းမှာလဲတဝယ်သောက်ဆိုတဲ့လူတွေကတယ်မလားကြကုတ်ကြခဲနဲ့ခံချမယ်ဆိုတဲ့ပုံစံမျိုးနဲ့စောင့်နေတာစောင့်နေတော့ဟိုဘက်ကလည်းလာရတဲ့အောင်လာတဲ့အောင်လှုပ်ထားတယ်အဲ့အချိန်မှာသတင်းကလည်းပြန့်သွားတယ်အပြန့်သွားတဲ့အချိန်မှာကြီးစဲချက်လောက်ဖောက်လိုက်တယ်လို့ကြားသိရတယ်ဗောနော်ဒါကတော့အတီးပြုတ်ခက်ခဲပါသေးတယ်ပြီးတော့ပြန်ညင်သွားတယ်တဝယ်သက်ကတူပါ ဲ့တော့ဆိုလိုချင်တာကခင်ဗျားတို့တဝယ်မှာကတော်တော်လေးပေါ့နော်ဟိုဒီတက်တွေအချင်းချင်းကြားမှာရောအရာရှိတွေကြားမှာရောနည်းနည်းလေးပြန်ပြီးတော့ကိုကဲမှုတွေမှာတချောက်ယူဆရမယ့်အချင်းတွေရှိတယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့ရှေ့လျှောက်မလွယ်ဘူးနော်ကိုတဝယ်ရင်းနဲ့စိတ်ကန်းစီမံကိန်းကြီးရရှိရနဘူးလေဘက်မှာဒါဟိုဘယ်လိုဟိုတဝယ်ရင်းနဲ့စိတ်ကန်းကြီးရဆောက်မယ်ဆိုတဲ့ခါကျအဲ့ဘက်မှာတော့စစ်ချောင်းကထိုးနေတာကျွန်တော်ကြားသိရတာပေါ့နော် ဲ့တော့ဆိုလိုချင်တာကအခုတိတ်မကြခင်မှာဒီတဝဲတက္ကသိုလ်ပေါ့တဝဲတက္ကသိုလ်ကျောင်းနီးပညာတက္ကသိုလ်ကြီးကိုဒါအန်နီရဲ့ဇုံထဲကိုရောက်သွားပြီအဲ့တော့အဲ့ဒီမှာရှိနေတဲ့စစ်တီတွေရဲ့နော်ရဲတပ်ဖွဲ့ဝင်တွေလိုအပ်ချက်ကိုဖြည့်ဆည်းဖြည့်ဆည်းပေးဖို့ဟာခင်ဗျားတို့အဲ့ G1 နေ G2 တွေတာဝန်မဟုတ်ဘူးလားအ G2 ဆိုလို့ရှိရင်ကျွန်တော်ကြားနေရတာပေါ့ဗျာနော်အဲတော်တော်လေးကိုဟိုဘယ်လိုခေါ်မလဲတတိတော်တော်ကောင်းတယ်လို့ပြောလို့ရတယ် လို့တတိမျိုးလဲဆိုစစ်တိုက်တဲ့နေရာမှာတတိကောင်းတာမဟုတ်ဘယ်သွားသွားသူသွားလွတ်လပ်လွတ်လပ်သွားလို့ရတယ်ဘာပြဿနာမှမရှိဘယ် PDF ဘယ် PDF ကမှသူ့ကိုဟိုဘလိုခေါင်းမဆိုတော့မုံပွားတာမှမရှိဘူးဆိုတဲ့ခါကျတော့နည်းနည်းလေးစဉ်းစားကြည့်ပေါ့ဗျာနော်အဲ့တော့ဒါကတော့သလိုသလိုတော့အဲမေးခွန်းနေမေးရမှာအချင်းဖြစ်တယ်ပေါ့အဲဆိုလိုချင်တာကအခုဒီတက္ကသိုလ်မှာစောင့်နေတဲ့တပ်ဖွဲ့ဝင်တွေသူတို့စီကိုလာမှာကနော်စစ်သေးရတဲ့ပုံနေ ဲ့တော့သူတို့မှာသူတို့ရဲ့လက်နက်တွေကိုပြန်ပြီးတော့ခင်ဗျားတို့ဂရုစိုက်ဖူးသလားမေးကြည့်ပါဦးနော်ဂရုစိုက်ဖူးသလားမေးကြည့်ပါရဲတွေဆိုလို့ရှိရင်ဗျာမြန်မာတိုင်းနိုင်ငံလုံးကျွန်တော်ဒီရဲတွေဘာတွေကြိုင်လားဆိုကျွန်တော်လည်းသုံးသပ်ကြည့်မယ်ဒီလောက်ထိနော်အန်ဒီရဲ့အရန်ကြီးနေတဲ့အချိန်တိုက်ပွဲကအမြဲတမ်းလိုလိုရှီတန်းစစ်မျက်နှာပြင်ဟာအရင်ကဆိုလို့ရှိရင်တော့တောင်ထဲမှာရှိတာအခုချိန်မှာကရှီတန်းစစ်မျက်နှာပြင်ကနေရာတိုင်းဟာစစ်မျက်နှာပြင်เนาะရှီတန်းစစ်မျက်နှာပြင် ဖြစ်နေတဲ့အခြေအနေမှာ ဟိုဒီလောက်လုံချုံရေးပဲစောင့်ရလို့ဆိုပြီးတော့သူတို့ကို G3 လောက် G4 လောက်ဟုတ်လား M13 လောက်ဒါလေးတွေပေးထားတယ်ဆိုတဲ့ခါကြတော့စဉ်းစားကြည့်လေသူတို့စစ်သားတယောက်ရဲ့ယုံကြည်ချက်ကသူ့လက်ထဲမှာကင်ထားသောတနတ်ကိုသူယုံကြည်မှသူ့ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကမြင့်တက်နေမှာအေးသူ့ရဲ့ဒီသူ့လက်နက်ပြီးသူ့ကိုသူယုံကြည်ရမယ်ဒီယုံကြည်မှုနှစ်ခုပြီးသွားလို့ရှိရင်သူ့တက်ကိုသူယုံကြည်ရမယ်ဒီယုံကြည်မှုမရှိဘဲစစ်တိုက်ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူး ဲ့တော့နံပါတ်၁ချက်မိမိကိုယ်ကိုမိမိယုံကြည်ရမယ်မိမိကင်ထားသောလက်နက်ကိုယုံကြည်ရမယ်မိမိရဲ့တက်မတော်တက်ဖွဲ့ဝင်ပေါ့ဒီဘယ်ခေါ်မလဲဆိုလို့ရှိရင်မိမိရဲ့ရဲဘော်ရဲဘက်ကိုယုံကြည်ရမယ်ဒီယုံကြည်ချက်၃ခုတိဆောက်ပြီးသွားလို့ရှိရင်မိမိရဲ့တက်ကိုလည်းယုံကြည်ရမယ်ငါတို့တစ်ခုခုဖြစ်ရင်ငါတို့နောက်ကတက်ကဝင်လာမှာပဲဆိုတော့ဒါတက်မတော်ပေါ်မှာယုံကြည်မှုဆိုတာရှိရမယ်အဲ့ဒီယုံကြည်မှု၃ခုလုံးဟာယုံကြည်လို့မရတဲ့အခြေအနေမျိုးဖြစ်လက်နက်ကြည့်လိုက်တဲ့ခါကျတော့လေစုပ်ပြက်ပြီးကျိုးနေတာပဲ အချက်ပြစ်ပြီးပြစ်လို့မရတဲ့အခြေအနေမျိုးတွေရှိတယ်။အဲ့တော့ခင်ဗျားတို့ဘာလုပ်ထားတာလဲတမင်တကာများတမင်တကာများဒီလိုမျိုးပေါ့နော်မကြကြအောင်လုပ်ထားတာလားပေါ့ဟိုပြီးခဲ့တဲ့စခန်းဟိုမောင်မရှောင်ခွေးရနော်မောင်မရှောင်အောင်ဖြစ်ပါကျွန်တော်ဒီဟာလီခွေးရလက်နက်ကြီးလုံးဝမရှိလို့နောက်ဆုံးပိတ်လက်နက်ချလိုက်ရတာအဲ့တော့ကိုကိုသက်သေးသွားတဲ့သူရောဒီဖန်းခံရသူတွေရောကျွန်တော်အကုန်လုံးကိုလေးစားပါတယ်ကြီးတက်ကြီးစမ်းပြတ်သွားတဲ့အချိန်ဒီခံတိုက်တယ်နော်နောက်ဆုံးပိတ်စခန်းကျသွားမမလုံးလို့မရတော့အခု တဝဲတက်ကတူမှာရှိနေတက်နော်တက်တော့မဟုတ်ဘူးတက်ဖွဲ့ဝင်နေပေါ့ဗျာတက်ဖွဲ့ဝင်နေဘလို့လောက်မှာလဲခင်ဗျားတို့ဒီတိုင်းမဲ့လားခင်ဗျားတို့ပေးကြပေးကြနဲ့ဟိုလက်နက်ကိုဒီတိုင်းမဲ့ထားမှာလားဟိုလက်နက်တော့ရဲဆိုတော့ဗျာကင်နာ G3 G4 နဲ့ကင်ပါပေါ့ဗျာခင်ဗျားတို့တော်တော်လေးလဲနော်အဲ့ဒီခင်ဗျားတို့အဲ့ဒီဒီတဝဲဘက်က G1 နဲ့ G2 တွေခင်ဗျားတို့ဘာလုပ်နေတာလဲအခင်ဗျားတို့ကိုပြည်သူကလည်းမယုံတဲ့ပုံစံမျိုးတွေဖြစ်လာတယ်အဲ့တော့ဒါကဟိုမပြောချင်မဲနဲ့ပြောရတာပါနော် အရေးတွေအကိုင်းနဲ့တနက်ဆိုလို့ရှိရင်ခဟီစော်ထားတဲ့ဟာစော်ထားလို့ဟုတ်လားကျိုးတဲ့ဟာကျိုးလို့ကြည်တောင်းတော့ပြည်ပြည်ကြည်ကျမ်းဖြစ်တို့အဲ့တော့အဲ့တော့အခုကျွန်တော်မပြောချင်မနဲ့ပြောရမယ့်စကားလေးရှိတယ်ဗျာသိလားအဲ့ဒါလေတိုက်ပွဲဝင်ကြတော့ဗျာနော်တိုက်ပွဲဝင်တဲ့ခါမှာကျောင်းအလုံးနဲ့တည်တယ်ဗျာနော်ညောင်ကျိုးလိုပါကောင်းပါဆိုလို့ရှိရင်အပြည်သူစစ်တို့ကပ္ပစာတို့ဟုတ်လားအတော်တော်များများကပြန်ပြေးတာကြီးများတယ်ထွက်ပြေးတာပေါ့ဗျာနော်အေရီမှာလည်းထွက်ပြေးကြတာပဲ ထွက်ပြေးကြတယ်အဲ့ထွက်ပြေးတော့နောက်ဆုံးပိတ်တော့မင်းတို့ပြေးမဲ့တူတူပဲဆိုတကောင်တွေကိုသူတို့တွေကိုမပြေးနဲ့တော့သူတို့နောက်တန်းမှနေဆိုပြီးအကုန်လုံးနောက်တန်းပြန်ပို့ပလိုက်တာနောက်တန်းပြန်ပို့ပြီး fighter တက်နေသွားတော့မှ fighter တွေ fight တော့မှသာလေအခုညောင်ကျိုးကလုံးဝငြိမ်ကြအောင်လုပ်နိုင်တာအထုတူပဲ AR ရက်တီလိုပဲเนาะအဲ fighter တက်တွေနဲ့တကယ်ဆော်မှာ fighter တက်တွေကိုကျွန်တော်ကြည့်တော့တက်မလို့သားပဲဗျာပြည်သူစစ်ပဲဖြစ်ဖြစ်ယောက်ျားပဲဗျာနောက်ဆုံးပြီးယောက်ျားဆိုလို့ရှိရင်เนาะဟိုစစ်သားဖြစ်ဖို့ကဟို60ရာခိုင်နှုန်းသူတို့မှာစစ်သားစိတ်သက်ရှိတယ်ဗျာเนาะ အဲ့သူတို့ယုံကြည်ရလက်နက်ကောင်းကောင်းပေးလိုက်ရင်စစ်သားစိတ်ကယူနီဖောင်းကိုပေးလိုက်ရင်စစ်သားစိတ်က80%ကနေပြည့်သွားတယ်လက်နက်ကောင်းကောင်းပေးလိုက်ရင်စစ်သားစိတ်က80%ကနေပြည့်သွားတယ်အေးစစ်တင်တန်းကောင်းကောင်းပေးလိုက်ရင်စစ်သားစိတ်ကတရားရရင်နေပြည့်အဲ့တော့မှသာစစ်တိုက်ချင်မှာပေါ့အဲ့ခင်ဗျားတို့ကပြည်သူစစ်မှုလို့ပေးထားတဲ့တနက်ကဥစီပေးတာနဲ့အဲ့တော့သူတို့တနက်သူတို့ကြည့်ပြီးဘလို့လို့စစ်တိုက်ချင်တော့မှလဲအဲ့တော့ဖိုက်တာတက်နေဒီပေါ့ပြည်သူ အဲဘယ်လိုခေါ်မလဲပြည်သူစစ်တို့ရဲတို့နဲ့ကပ္ပစတို့နဲ့ကြိလိုက်မယ်ဟဲ့ဆိုရင်တနက်တနက်ချင်းရှင်ကြည့်လိုက်ခါကြာဖိုက်တာတက်ကိုကြာတနက်ကောင်းကောင်းပေးတာ AMI 1 2 AMI series ကြီးကောင်းကောင်းပေးထားတယ်အဲ့သူတို့တွေကိုကြတော့ဖြစ်ကြတဲ့ဇံပေးမှာတော့မတိုက်ဘဲနဲ့ပြေးတာသူတို့ရဲ့အပြစ်များရှိအောင်မလားအဲ့တော့သူတို့ဘာလို့လဲဆိုတာမစင်စားဘူးအခုဖြစ်ထက်ကြားနေတဲ့ပုံစံအရဆိုလို့ရှိရင်အဲပြေးတဲ့သူတွေကတော့စစ်မြေပြင်မှာအဲကျွန်တော်တို့ကြားဘူးတော့ဗျာနော်တာဝန်ကျတပ်စခန်းရှေ့တန်းနေပြီးတော့ရှက်ကင်းမဲ့ဆိုတာဆုံးလို့လို့ရှိရင် စစ်မြေပြင်ထုံးစံရဒါတို့ဥပဒေရှိတယ်ပေါ့သေတံပေါ့ဒါနိုင်ငံတကာဥပဒေတွေမှာဒီလိုပါပဲအနိုင်ငံတကာစစ်တပ်တွေပေါ့နော်စစ်တပ်တွေမှာဒီလိုပါပဲအဲ့တော့အခုကြားတာကတော့အဲတီပြုတ်ဖို့တော့ခက်ခဲဦးမယ်သို့ပါတော့လည်းပဲအဲနည်းမြေပေါ့ဒီကြေးရွာခံလေးတော်များများသတင်းလေးကြားတာကတော့အချိုးဝင်ပြေကြိုးကြောင်လုပ်ပြီးတော့ပြန်ပြေးလာလို့ရှိရင်တခါတည်းအဲ့လိုမျိုးစစ်မြေပြင်ထုံးစံအတိုင်းပြတ်တက်ပါတယ်လို့ကြားသိနေရတယ်နော်အဲ့တော့အဲ့လိုမျိုးမဖြစ်ရလေအောင် လက်နက်ကိုကောင်းကောင်းတက်ဆင်ပေးဖို့လိုတယ်ပေါက်ကပေးတော့ပေါက်ကရလက်နက်နော်တပုံလာတော့သူတို့စခန်းကြတော့ကြတယ်ပြောတယ်ထွက်ပြေးတော့ထွက်ပြေးတယ်ပြောတယ်နော်အတူတူကိုကိုပြေးရမှာပဲနော်တစ်ဖက်ကဟိုဘယ်လိုခေါ်မလဲဆိုရှင်တနက်ကောင်းကောင်းနဲ့လာတဲ့ဟာကိုကိုယ့်ဘက်ကတနက်အစုပ်ပလုတ်တွေနဲ့ပါလဲကျွန်တော်တို့တနက်နဲ့မပြည့်လို့ဘာနဲ့ထပ်ပြည့်ရမှာလဲကျွန်တော်တိုင်းတိုင်းတိုင်းဆိုပါဇက်နဲ့ပြည့်ရမှာလားအဲ့တော့တက်ကလည်းစင်ညာတို့တရားရှိကြအောင်ဗျနော်အဲ့တော့ ဥမင်း online ကြည့်တဲ့ခါကျတော့လည်းလက်တွေ့မကြဘူးလက်တွေ့မကြဘဲနဲ့အဲခင်ဗျားတို့ဟိုတတော်ပေါ့နော်ခင်ဗျားတို့ဒီတက်မှာအချိုးမပြေကြိုးကြောင်နေတော်တော်များနေပြီနော်အဲ့တော့ဒါပါအဲကျွန်တော်ဒီနေ့ဒီချင်းဒီစကားအဆင့်ကိုကျွန်တော်ပြန်ကောက်ရမှာဆိုလို့ရှိရင်နော်အမ်ဝန်တာစရာတင်ကောင်းကတော့ကျွန်တော်တို့အင်အား300လောက်ကို MI နော်တာရီ2နစီလောက်နဲ့နော် UAV တွေနဲ့နှိမ်နှင်းလိုက်နိုင်တာတော်တော်လေးကောင်းတဲ့သတင်းပေါ့သတင်းပေါ့ဗျာနော်အဲထို့တူ အဲတိတ်ကောင်းတဲ့ဒီအခုတိုက်ပွဲမှာတပ်ဘက်ကဖိအားပေးပြီးတော့เนาะတပုံကိုဖိအားပေးထိုးစစ်ဆင်နေတဲ့အနေအခြေအနေတွေရှိတယ်ဒါကျွန်တော်နေရာကြီးလည်းပြောပြပြီးသွားပြီအဲနောက်ထပ်ကျွန်တော်တို့ဒီစိတ်မကောင်းစရာတနည်းအားထာလီဝေ့ကြသွားတဲ့ဥစ္စာကိုကျွန်တော်ရှင်းပြခဲ့ပြီးပြီအဲထို့သူနောက်ထပ်အခုအဲအမှစောင့်နေတဲ့ရဲတွေအားလုံးရဲ့လိုအပ်ချက်တွေအားလုံးအားလုံးဟာရန်ကိုအရေးကြီးနေတယ်เนาะခင်ဗျားတို့အဲ့ဒါဘာလုပ်မှလဲ ဲ့တော့ပြီးတော့မှထွက်ပြေးတော့မှ ပြေးပါတယ်ဆိုပြီးတော့အဲခင်ဗျားတို့ကအောက်ခြေမှာဘာဖြစ်နေဆိုတော့ခင်ဗျားတို့မသိဘူး G1 G2 တွေညာနေစပြီးတော့เนาะဥမ္မောင်းဥမ္မောင်း online အဆုံးအဆုံးအထိပေါ့အောက်ခြေမှာဘာဖြစ်နေဆိုတော့နည်းနည်းလေးတောင်မှခင်ဗျားတို့စဉ်းစားဘူးလားမစဉ်းစားဘူးနဲ့အောက်ခြေဟလာအခုပြန်ပြေးလာလို့ရှိရင်အဲစစ်တိကျတော့ဟလာပြတ်သားသလားမင်းနဲ့ပြတ်သားတဲ့ဥပဒေနေနဲ့ဆောင်ရက်နေပြီအာပြန်ပြေးလာလို့ရှိရင်တော့ပြတ်တတ်မယ်ဆိုတဲ့ပုံစံမျိုးတွေထိပေါ့ကြားသိနေရတယ်เนาะအဲ့တော့နည်းနည်းလေးအဆင်ချင်စေချင်တယ် ဲ့တော့ဒီနေ့ဒီလောက်မှပဲရရင်ကောင်းမှာထင်တယ်နော်။အဲကျွန်တော်စကားလေကျွန်တော်ကစကားပြောလို့ရှိရင်သိမလား။မပြောရင်လည်းမပြောဘူးပြ။ပြောလို့ရှိရင်လည်းအကန့်အသတ်ဆိုကျွန်တော်မရှိတော့ဘူး။အဲ့တော့ကျွန်တော်ဒီလောက်မှပဲထိန်းတာကောင်းမှာ။နှုတ်ဆိုလို့ရှိရင်ကျွန်တော်နောက်နေ့အဖမ်းခံနေရအောင်မယ်။နော်။ဦးမေအောင်လိုင်းဝေဖန်လို့ဟလာစစ်တပ်ကိုဝေဖန်လို့ကျွန်တော်ဖမ်းခံနေရအောင်မယ်။နော်။အထူးတူပဲဒီဒေါ်လာကြီးကိုပြောတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကိုအ PDF တွေကလည်းအလာရောက်တက်ဖြတ်နေအောင်မယ်။အဲ့တော့ကျွန်တော်မှလည်း နဖာသလုံးကြောက်နေရတဲ့အခြေအနေမျိုးဖြစ်တယ်နော်အဲ့တော့ကျွန်တော်လာလို့ဖမ်းမယ်ဟေးဆိုလို့ရှိရင်လည်းကျွန်တော်လည်းမတက်နိုင်ပါလိမ့်လीနော်ဖမ်းရင်လည်းခံပါပါအဲခင်ဗျားတို့ PDF တွေကလည်းကျွန်တော်လောက်ကြမယ်တတ်ပြမယ်ဟေးဆိုလို့ရှိရင်လည်းကျွန်တော်ဒီစကားတွေပြောတယ်နိုင်ငံတော်မျက်နှာကိုကြည့်ရှုပြီးပြောမိတဲ့ကြောင့်ကိုလောက်တဲ့အလုပ်တွေကတော့ကိုတောင်းရင်ပြီးသားပါနော်အဲဘယ်သူပဲဘာပဲလောက်ချင်းလောက်ချင်းဟုတ်လားကျွန်တော်တို့ကတော့ဟိုကန်တရားတိုင်းကိုလက်စင်ခံသွားဖို့အသင့်ပါပဲခင်ဗျာနော်အဲ့တော့ဒီလောက်မှပဲရပ်ပြစီအောင်ကျွန်တော်နောက်နေ့မှ အဲပြောစရာရှိတာအားပါပြောတော့မြန်ဒီနေ့ကျွန်တော်နည်းနည်း break အုပ်လိုက်မှာကောင်းပါเนาะအဲ့တော့အခုအဲနောက်နေ့ထပ်ပြောရအောင်เนาะဒီနေ့ဒီလောက်ပဲရပြစေအောင်